ကျွန်တော်စိတ်ထဲမှာကျွန်တော်ဝင်ခံပါတယ်စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ကျွန်တော်တို့ခံစားရပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်စွဆွဲမှုတော့မဟုတ်ဘူးကျွန်တော်ခံစားရတယ်ကျွန်တော်ခံစားချက်ပြီးတော့ပြောပိုင်းမှရှိပါတယ်နော်အဲ့ရှိတက်မလို့အနေနဲ့လဲဒါအရင်ကနံပါတ်၁ချက်တက်မလို့ဘက်ကလေကြောင်းတိုက်ခိုက်မှုကိုပဲအဓိကအားကိုးရတစ်ခုဖြစ်တယ်နောက်တစ်ခုကအမ်မကြာခဏဆိုလို့ဒီတပုံပြစ်မှတ်တွေကိုလေရင်နဲ့ပဲတိုက်တယ်ပေါ့နော်လေရင်နဲ့အေးအေးယူရရှိတယ်အခုဒီကိစ္စမှာဖြစ်နိုင်မှဖြစ်နိုင်ဆိုရာဂိုင်းတော့အဖြစ်တော့ 50 50ဆိုပေမဲ့မပြေသောကံရရှိကျွန်တော်တို့ကစစ်တပ်ပဲတကယ်လုပ်လိုက်ပြီလားဆိုတဲ့ပုံစံမျိုးတွေထိစိတ်မကောင်းဖြစ်ရတယ်ပေါ့ဗျာနော်ဘသူလိန်လဲဆိုတာအဲ့တိတယ်နော်သူသူများကိုလိန်လို့မရဘူးလေမိမိကိုစောင်းတတ်တော့လိန်လို့မရပါဘူးနော်သူများကိုလိန်လို့ရရင်ရမယ်မိမိကိုစောင်းတတ်တော့လိန်လို့မရပါဘူးဘယ်သူတွေဘလောက်ပဲစကားအဖြစ်ပြောရလို့ပဲတတ်တည်တွေကြံရှိနေတယ်လေကောင်းပါအောင်ကျွန်တော်ဒီနေ့အတူတူဆွေးနွေးရမယ့်အခြေအနေမျိုးဖြစ်တယ်နော်ကျွန်တော်ကိုယ်တိုင်လဲဘလောက်ကြီးပဲကျွန်တော်ရဲ့တည်င်းပေါ့နော်ကျွန်တော်ယုံကြည်ချက်နဲ့ ယုံကြည်မှုနဲ့ကျွန်တော်ခန်းစားချက်ကိုပြောလို့ရပါမယ်အချက်လက်တွေနဲ့အဖြစ်ကျွန်တော်အခုလို့အောက်ပါပြန်လည်ဆန့်ကျင်လာတာတွေတွေ့တယ်ပြန်လည်ပြီးတော့ပြောပြလာတွေ့တယ်ကမ္ဘာကြီးနော်ပြန်လည်ပြီးဆန့်ကျင်လာတွေ့တဲ့အတွက်ကြောင့်မို့လို့တော့ဒါညင်းခုံနေရမှာတော့အမှန်ပါပဲဘယ်လိုပဲဖြစ်ပေါ့ဆန္ဒကျွန်တော်ပြောသလိုတက်ကတော့လေချောင်းကရေးယူနေရများတဲ့အတွက်ကြောင့်မို့မပြေသောခံရရှိလောလောဆယ်အားဖြစ်တော့နော်ယူဆထားလို့ရတယ်ပေါ့တက်ကကျဲသွားတယ်ဆိုပြီးယူချယူဆထားလို့ရတဲ့အခြေအနေမျိုးတော့ရှိတယ်ပေါ့ဗျာနော် ဲ့လိုပဲကျွန်တော်လည်းပြောတဲ့အတွက်ကြောင့်ပြောနိုင်တယ်အဲ့တော့ဘလို့ဖြစ်ပါဒီနေရာမှာအဓိကကျဲခဲ့သည်ရှိရှိမကျဲခဲ့သည်ရှိရှိပေါ့ဗျာနော်ကျွန်တော်တို့ပြောချင်တာကတော့ဒီဖြစ်ရမှာပြည်သူကကြားထဲကနာကျင်ရတာမှန်ပေမဲ့ကလေးတငယ်တွေကြားထဲကနော်ဘာမှသူတို့လည်းသိတာမဟုတ်အနီးဖြစ်ဖို့အတွက်ကလေးဆိုမွေးလာမှာအစိမ်းဖြစ်ဖို့အတွက်မွေးလာတာမဟုတ်ဘူးနော်စစ်သွေးကြွဖြစ်ဖို့အတွက်မွေးလာမွေးလာတာမဟုတ်သလိုနော်ခင်ဗျားတို့ပြောနေသလိုအာဒီပေါ့စစ်တပ်ထောက်ခံဖို့လည်းမွေးလာတာမဟုတ်ဘူးကလေးတွေကမွေးလာတဲ့အဖြစ်လည်းမွေးလာတာဖြစ်တယ် ဲ့တော့ဒီလိုကလေးတွေထိခိုက်နာကျင်ရတာဆင်မကောင်းဖြစ်ရတယ်ဒီကိစ္စမှာကျွန်တော်ဘယ်သူ့ကိုအပြစ်တင်လဲဆိုတော့ဘယ်သူမှန်လဲလို့ကျွန်တော်ထောက်ပြရင်ဘယ်သူမှမမှန်ဘူးလို့ကျွန်တော်ပြောရမှာပါနော်မှားတယ်ဆိုတော့ခါကြတော့လေစစ်ရဲ့သဘောတရားဘယ်သူမှမမှားဘူးလို့ပြောရမှာပါပြင်းပြင်းထန်ထန်နော်ဟိုရှုံချပါလေမကြိုက်ပါဘူးနော်အဲ့တော့ပြည်သူတွေထိခိုက်နေနာရတယ်ဆင်မကောင်းတွေကိုဖြစ်ရပါတယ်နော် သားသမီးချင်းနဲ့ကိုချင်းစာမိတယ်ဟလာမိသားစုချင်းနဲ့ကိုချင်းစာမိတယ်လို့အမေဖေချင်းနဲ့ကိုချင်းစာမိပါတယ်ညီကိုမောင်နှမချင်းနဲ့ကိုချင်းစာမိပါတယ်အဲ့တော့ပြည်သူတွေဒါမျိုးကြုံရတာဒါမျိုးခံစားရတယ်ဘဝတွေကလွတ်စေချင်ပါပြီနော်လွတ်စေချင်ဖို့တော့ကအကောင်းဆုံးအကောင်းဆုံးနိလန်းနေနဲ့နိုင်ငံရေးကိုဖြည့်ဆင်းရမယ့်အစားအဲဒါမျိုးဒါမျိုးနိုင်ငံယူနေတာတွေဟလာအာအစိုးရယူနေတာတွေ ောက်စုခွဲပြီးအဖွဲခွဲယူနေတာတွေဒီယူတဲ့စိတ်ဓာတ်တွေပြင်မှရတော့မယ်သူလည်းရှိအပြောပုံရဆိုလို့ရှိရင်တော့သူတို့ဘက်ကတင်တဲ့သတင်းတွေရဆိုလို့ရှိရင်ပေါ့နော်စစ်တကလေးနဲ့ကျဲသွားတယ်ကွဲတဲ့ဒီဘယ်ခေါ်မလဲဆိုလို့ရှိရင်ဘုံကွဲတဲ့ပုံစံအားလည်းနှစင်ကွဲတယ်တော့ပါလို့ပေါ့နော်အဲ့လိုမျိုးတွေပြောနေရရှိတယ်မင်္ဂလာပါမင်္ဂလာပါအားလုံးညီမမအားလုံးမင်္ဂလာပါနော်အဲ့တော့တော်တော်လေးစိတ်မကောင်းစရာပါเนาะအဲ့တော့ပြောမယ့်စကားတော့မဆွအပ်ပါတယ် တော့ကဟိုဘုခေါင်းမှာကျွန်တော်တို့ဒီကရှေ့ဒါမျိုးတွေပဲဆက်ဖြစ်နေမှာတော့မလွဲပါလိမ့်။ဘာကြောင့်လဲဆိုလို့ရှိရင်တစ်ဖက်ကလည်းခုချိန်မှာက survival survival game လို့ခေါ်မှာပေါ့နော်။ survival ဆိုတာကြံရှိအသက်ရှင်နေထိုင်ဖို့တက္ကပါးမီးလောင်တားကောင်ချနေရမယ်။အခြေအနေမျိုးထိကိုကြုံနေအောင်နှုံးနှစ်ဖက်ဖန်တီးနေကြရတယ်တွေ့ရတယ်နော်။အဲ့တော့အဓိကဖန်တီးတာကခင်ဗျားတို့ဒီခင်ဗျားတို့ရဲ့ဒေါသတွေအဲခင်ဗျားတို့ရဲ့အစိုးရယူနေရတယ်နော်။ အဲ့ဒီအတတွေကိုလည်းမလျှော့နိုင်သေးဘူးကာလာပတ်လုံးကတော့ပြည်သူတွေကကြားထဲကနေပြီးတော့ပေးဆက်နေအောင်ပါပဲပြည်သူအခန်းကဏ္ဍကလုံးဝပျောက်သွားပြီပြည်သူတွေငါတို့ဘက်ပါပါတယ်လို့ပြည်သူတွေဟိုဘက်ပါပါတယ်ဒီဘက်ပါပါတယ်ဆိုတာမရှိတော့ဘူးပြည်သူဆိုတာကနေဆက်ရဓာတ်ကိုကြောက်နေရတယ်ပြည်သူဘဝရောက်သွားပြီနော်မြန်မာနိုင်ငံမှာပြည်သူအခန်းကဏ္ဍကလုံးဝပျက်စီးသွားပြီပြည်သူအခန်းကဏ္ဍပျက်စီးခြင်းဟာကျွန်တော်တို့နိုင်ငံရေးတည်ခြင်းပဲပြည်သူဟာနိုင်ငံရေးပဲအခုတော့ခင်ဗျားတို့ကပြည်သူတွေက ပဲ့ထွက်လာတော့အစွန်ရောက်တယ်လက်နက်ကင်ပြီးတော့တူတူတူပေါ့နော်အနိုင်ရလုံမှုနဲ့စူးစမ်းမှုကြားထဲမှာပြည်သူတွေမြေစာပင်ဖြစ်နေရပါတယ်ခင်ဗျာနော်မင်္ဂလာပါခင်ဗျာဖာကန်းကအားပေးနေမှာဟုတ်ကဲ့ပါခင်ဗျာဘူထွန်လင်းနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့တော့အဲဒါမဲ့တော့ဒီဖက်ကပေါ့နော်ဒီတက်မလို့ဘက်ကလည်းညင်းဆိုထားတာရှိရယ်နော်ညင်းဆိုတာဆိုတာဒီကိစ္စဟာသူတို့ဒီကြောင်တိုက်ခိုက်မှုတွေမရှိရပါဘူးဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းအချက်လက်တွေတည်တည်ကြကြထောက်ပြတာတွေတွေ့ရတယ် ဘယ်လိုပဲဖြစ်ဖြစ်ပါမပြေတော့ခံရရှိဘောဗျာနော်အဲစစ်တပ်အနေနဲ့ကလည်းသူကအဓိကလေချောင်းကိုအဓိကအားကိုးနေရတဲ့အတိုင်းတာမျိုးတွေမှာကြာတော့မပြေတော့ခံရရှိလုတ်ခဲ့ဒီစစ်တပ်ဒီလေနဲ့တိုက်ခိုက်ခဲ့တယ်မတိုက်ခိုက်ခဲ့တယ်ဆိုတာကတော့ဆက်လက်ညင်းပွားနေရမှာကိစ္စမျိုးဖြစ်ပေမဲ့အခုချိန်မှာအခုချိန်မှာတစ်ဖက်ကပြောထားတဲ့သတင်းတွေရဆိုလို့ရှိရင်တော့စိတ်မကောင်းစရာပေါ့စစ်တပ်ကတော့သူတို့မလုပ်ပါဘူးသူတို့မလုပ်တဲ့အတွက်ကြောင့်မို့လို့အဲထောက်ပြထားတာရောရှိတယ်ဟုတ်ဗျာနော် လင်းညာလင်းညာတွေပါတဲ့ဘုံကျဲတာမဟုတ်ပါဘူးတဲ့အေးပေါ့ဘုံကျဲတာမဟုတ်ပါဘူးဆိုတော့လေဒါကတော့ဟိုကျွန်တော်တို့အနေနဲ့ဒီလောလလပေါ့နော်ကျွန်တော် grind လည်းမြေပြင်မှာမရှိပါဘူးမြေပြင်မှာမရှိတဲ့အတွက်ကြောင့်မလို့တစ်ဖက်ရဲ့သတင်းတွေအားလုံးကိုကျွန်တော်ဖတ်ပါတယ်ဖတ်ပြီးတော့တက်ကနေပြီးတော့ပြန်လည်းခြေပတ်ထားတဲ့အားလုံးလည်းကျွန်တော်တွေ့ပါတယ်ဘလိုနည်းနဲ့ပဲဖြစ်ဖြစ်ပေါ့ဗျာနော်အမ်ကလေးတငယ်တွေတည်ရတယ်ဒါမျိုးဘုံကျဲမှုတွေရှိတယ်ဆိုတော့ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်ပေါ့နော် အစွမ်းဆန့်ကျင်ကန့်ကွက်တွေလည်းရှိမယ်နိုင်ငံတကာအစိုးရတွေပေါ့နိုင်ငံတကာအစိုးရတွေလူခွင့်ရေးကောင်စီတွေသူတို့တွေကိုယ်တိုင်ကလည်းဒီပြဿနာရဲ့ဥပမာဖြစ်အင်္ဂလိပ်လိုပြောမယ်ဟဲ့ဆိုလို့ရှိရင် they are part of problem သူပြဿနာရဲ့အစိတ်ပိုင်း okay we want to be part of solution ဆိုတာကျွန်တော်တို့ပြဿနာအဖြေရဲ့အစိတ်ပိုင်းတစ်ခုပဲဖြစ်ချင်တယ်အားလုံးကပြဿနာနိုင်ငံတကာအဖွဲ့အစည်းနိုင်ငံတကာကလည်းတကယ်ပြဿနာဒီပြဿနာမှာတစ်ဖက်ဖက်ကိုလိုက်မိပြီเนาะလိုက်မိပြီဆိုရင်တေးချတယ် ခင်ဗျားတို့အားလုံးကပြဿနာတွေပါဥပမာပြီးအမေရိကန်ဒီလိုမျိုးပေါ့ဟိုစကိုင်းတိုင်းမှာဖြစ်ပြတရားနဲ့တရားနဲ့သူ့ကိုတက်ကိုသူ့တက်တာနဲ့ပတ်သက်ပြီးတော့ NUG မှန်ပါတယ် NASA ကမှားပါတယ်အဲ့တော့ဥရောပသမဂ္ဂအနေနဲ့ NUG မှန်ပါတယ် NASA ကမှားပါတယ်ဆိုပြီးတော့ NASA ကယူဒီလိုဒီလိုလောက်ရမယ်ဟဲ့ဆိုလို့ရှိရင်ပေးချတယ်သူတို့ဒီလေပြဿနာရဲ့ဒီပြဿနာရဲ့အစုအဖွဲ့ဝင်နေတဲ့မှာဒီပြဿနာကိုပို့ဆိုးအောင်လုပ်နေတယ်သူတို့လည်းပါတယ်သူတို့လည်းတာဝန်ယူရမှာဖြစ်တယ်ဒီလေချောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ဥရောပသမဂ္ဂနဲ့အမေရိကန်လည်းသူတို့ကအကယ်၍ ်ဒီပြဿနာဟိုလူမပါဒီလူမပါဆိုပြီးတော့ပြောခဲ့မယ်စစ်မှာဟိုလူမပါဒီလူမပါပြောတိချာသူတို့လည်းပြဿနာရဲ့အစိပ်ပိုင်းတစ်ခုပဲကျွန်တော်တို့လည်းဒီလိုပဲကျွန်တော်လည်း NASA ကကြီးမှန်ပါတယ်ဟဲ့လားအာဟိုမဒီလိုလေကြောင်းတိုက်ထိုင်မှုကြီးမှန်ပါတယ်နေ NUG ကြီးမပါတယ်ဆိုတဲ့ပုံစံမျိုးပြောကျွန်တော်လည်းပြဿနာရဲ့အစိပ်ပိုင်းတစ်ခုပဲအဲ့တော့ကျွန်တော်ပြောချင်တယ်အဓိကကတော့ဒီပြဿနာမှာဘယ်သူမှမမားသလိုဘယ်သူမှမမှန်ဘူးအဓိကပြဿနာကတော့အဲ့ဒီ over standard ပေါ့နိုင်ငံတကာအစင်တန်းနဲ့ချိန်ရမှာပါနော်နိုင်ငံတကာကျွန်တော်တို့ဥပဒေတွေနဲ့ချိန်ကြည့်လိုက်နိုင်ငံတကာမှာဘယ်နိုင်ငံမှာများ ပင်ကြီးပေါ်ပင်လေးဆောက်ပင်လေးပေါက်တာเนาะအိမ်ကြီးပေါ်အိမ်လေးဆောက်တာကိုခင်ဗျားတို့နိုင်ငံတွေမှာလက်ခံသလားလက်ခံတဲ့ဟဲ့မြန်မာနိုင်ငံမှာအိမ်ကြီးပေါ်အိမ်လေးဆောက်နေတာလေအစိုးရ၂ရက်၃ရက်ရှိပိုင်ခွင့်မရှိဘူးဟုတ်လားအစိုးရ၁ရက်နဲ့စစ်တပ်တစ်ခုပဲရှိရမှာဆိုတဲ့ပုံစံမျိုးတွေရှိနေမယ်မြန်မာလိုနိုင်ငံမျိုးမှာဒါအစိုးရကြီးဟဲ့ဒါအစိုးရလေးဟဲ့ဒီဘက်ကအားပေးရမယ်ဟိုဘက်ကအားပေးရမယ်ဆိုတာဒီနိုင်ငံတကာအဖွဲ့အစည်းတွေဒီနိုင်ငံတွေကပြည်တနာတကယ်သူတို့ကိုယ်တိုင်ပြည်တနာတွေဖြစ်နေတာနော်အဲ့တော့ ဲ့တော့ကျွန်တော်ပြောချင်တာကတော့ဒီပြဿနာတလုံးဝအစိမ်း